ခွင့်ကောင်းပင်စင်ပြီးတဲ့ဘုရားသခင်ကြည်စုတော်ကိုချီးမွမ်းပါတယ်။ဘုတ္တဟုနေ့တိုင်းအွန်လိုင်းကနေပြီးတော့မှနှုတ်ကပတ်တော်ကိုခွန်အားယူနေတဲ့ယုံကြည်သူအားလုံးအထူးကျေးဇူးတင်တယ်လို့ဦးစွာပြောချင်တာဖြစ်တယ်။ဒီကနေ့အာကျွန်တော်တို့အချိန်ရတဲ့အခိုက်လင်းမှာခွန်အားယူဖို့ရန်အတွက်ကျွန်မယူဆောင်လာတဲ့နှုတ်ကပတ်တော်ကျန်ချက်ကတော့ဟဘကုတ်အနာဂတိကျမ်း အခန်းကြီးတုံ အပိုက်ငယ်စက်ခွန်မစကူဖြစ်ပါれဟဘကောအခန်းကြီးတုံအပိုက်ငယ်စက်ခွန်မစကူတင်ဘောတဖန်ပင်မပွင့်ရ စပိပင်းမတီးရတန်လွန်ပင်ဤအခြေစိုးကိုမြော်လင့်၍မခံရလေတို့သည်အတိအနံကို မပီးရဒူးချန်၌ဒူးကုံ၍တင်းကုတ်၌နွားမရှိရ တို့တော်လေခြောက်ရဖရားနိုင်ငါဝမြောက်၍ငါကိုကဲတင်တော်မူသောဖရားသခင်ကိုအမေပြုတ်လက်ရှင်လမ်းမီအရှင်ထောက်ရဖရားသည်ငါ၏အစွမ်းတတိဖြစ်တော်မူ၏ငါချေကိုတမင်ချေကဲ့သို့ဖြစ်စီ၍ငါ၏မိယာအယက်ပေါ်မှာငါကိုနေရာချတော်မူမီပြီးတော့ဓမ္မတိကျန်ကနေပြီးတော့မှဖိလိပ္ပိအခန်းကြီး၄ အပိုင်ငယ်လေးဖိလိပိအခန်းကြီးလေးအပိုင်ငယ်လေးတခင်ဖယားနိုင် အစင်မပြဝမ်းမြောက်ချင်းရှိကြလို့တဖာငါစူရီကဝမ်းမြောက်ကြလို့ဖတ်သွားတဲ့နှုတ်ကပတ်တော်အားဖြင့်အယောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေဒီကနေ့ကျွန်မအနေနဲ့ကောင်းစဉ်တစ်ခုအာတပီရောမခွန်အာယူဖူရန်အတွက်ကောင်းစင်ကတော့စစ်မှန်သောဝမ်မြောက်ချင်း စစ်မှန်တော့ဝမ်းမြောက်ခြင်းဆိုတဲ့ကောင်းစဉ်တတ်ချင်တာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့အတ္တတာထဲမှာအာစစ်မှန်တော့ဝမ်းမြောက်ခြင်းဆိုတာက အရာအလုံးအစဉ်ပြေတဲ့အချိန်နော်ကျွန်တော်တို့မိသားစုဝမ်းများနေကောင်းကျန်းမာတဲ့အချိန်နော်ငွေကြေးစရာကျွန်တော်တို့ပူပင်တော့ကမရှိတဲ့အချိန်ကျွန်တော်တို့အလုတ်ကောင်းရှိတဲ့အချိန်ဝင်ငွေကောင်းရှိတဲ့အချိန်မှာ အင်မတန်မှ ကျမတို့ဝမ်းမြောက်ဖို့နော်ဂျေဆုတော်ချင်းမွန်ဖို့ဆိုတာကအလွန်လွယ်ကူလာပါတယ်တုတ်တော်လည်းပဲကျမတို့အာအနုတ်လက္ခဏာပြနေတဲ့အချိန်မှာနေမကောင်းတဲ့အချိန်ကျမတို့ရဲ့ခံစားချက်အာမကောင်းတဲ့အချိန်နော်ကိုချေရတဲ့သူတွေကကျမတို့ကိုစွန့်ခွာသွားတဲ့အချိန်လူချင်းတာမရတဲ့အချိန်ကျမတို့ရဲ့ရေမှန်းချက် မပြည့်စုံတဲ့အချိန်မှာဆိုရင် ဝမ်းမြောက်ဖို့ဆိုတာအင်မတန်မှအခက်ခဲလပါတယ်ဒီကနေ့ကျွန်မတို့ဒီနှုတ်ကပတ်တော် prophet habakkuk ရဲ့အသက်တာကို ကြည့်တဲ့အခါမှာတကယ်သူတို့မှာစစ်မှန်တော့ဝမ်းမြောက်ခြင်းရှိတယ်ဆိုတာကျွန်မတို့သိရတာဖြစ်တယ်ဆိုတော့ဒီကနေ့ဟဘကုတ်ဆိုတာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲသူကပရောဖက်ဖြစ်တယ်ပရောဖက်ဆိုတာကဖယားသခင်နဲ့ လူချားแท้မှာเนาะရက်တီပီးသူဖြစ်တယ်ဖရာရဲ့စကားကိုတဲဆောင်တော်သူဖြစ်တယ်ဆိုတော့ဟဘကုတ်ရဲ့အတ္တကိုခြေတဲ့အခါမှာကျွန်မတို့ဒီအခန်းဟဘကုတ်ချမ်းကို အခန်းကြီး၃ခန်းပဲရှိတယ်ဆိုတော့အဲ့အခန်းကြီး၁နဲ့၂ကိုကျွန်မတို့ခြေတဲ့အခါမှာသူ့မှာဂျုံလာတဲ့အခြေအနေလုံးဝနားမလဲခဲတဲ့အရာကို ကျွန်မတို့သိရတာဖြစ်တယ် ဆိုတော့ဟဘကဟဘကကဖယားနဲ့နော်အပြန်အလှန်စကားပြောနေတယ်ဆိုတာကျွန်မတို့သိရတာဖြစ်တယ်မိခွန်ပေါင်းများစွာနဲ့သူအစပြုတ်ခဲ့တာကိုကျွန်မတို့သိရတာဖြစ်တယ်ဖယားသခင်ကိုမင်းမြန်ခဲ့တယ်သူဘလို့ဖယားကိုမင်းမြန်ခဲ့တယ်လဲဆိုရင်ဘာကြောင့်မတရားသောအမှုနော်လူယူဖြစ်စေခြင်းအမှု အနိုင်အထက်ပြုတ်ချင်းအမှုကိုဘာချက်ငါကိုမင်းခရရတလေနော် မတရားသောသူတွေကအချမ်းမရှိဘဲနဲ့နော် ဖြောင့်မသောသူတွေကို နင်ပန်းနဲ့စစ်တာကိုငါမင်းမိတယ်တဲ့နော်ရန်သူတို့ကရန်သူတွေကနော်ငါများတကယ့်တော့နော်ပိုက်ကုံကိုအုပ်ပြီးတော့မှအာလူတွေကိုမီးရှို့တဲ့အထိနော်လူရဲ့အသက်ကိုနှမြုပ်သော စိတ်မရှိလောက်တဲ့အထိ ရားသခင်ဘာဖြစ်လို့ခွန်ပြုတ်ခဲ့တလဲလို့သူသူရဲ့ကြုံသူရတဲ့အခြေအနေကိုလုံးဝနားမလည်ခဲ့တဲ့အရာမှာဘုရားသခင်ကိုမေးမြန်းခဲ့တယ်ဆိုတာကျွန်မတို့သူရတာဖြစ်တယ်။သူ့လူမျိုးတွေကိုဘယင်မရှိတဲ့နော်ဘူးကောင်လိုပါချံစွန်ပစ်ချင်းခံရတလေ။ယူရပီတန်ခပ်ဖို့ရန်အတွက်ဘာဖြစ်လို့ဘာဘီလုံး ိုအတုံးချပြီးတော့မှမတရားတဲ့သူတွေကိုနော်အလွန်ကောင်းစားပြီးတော့မကောင်းမှု ပြုတ်တဲ့သူတွေကိုချမ်းသာပြီးတော့မှဖြောင့်မတ်တဲ့သူတွေဘာဖြစ်လို့ဒုက္ခဆင်းရဲခြင်းရောက်ရတလဲလို့သူရဲ့နှလုံးသားထဲကနေသူရဲ့နှလုံးသားကိုဖရာရဲ့ရှစ်တော်မောက်မှာသွန်လောင်းပြီးတော့မှဖရာကိုစူတောင်းခဲ့တာဖြစ်တယ်။ဆိုတော့သူတွေစူတောင်းတဲ့အချိန်မှာဘာပြောလဲဆိုရင် ဖယားသခင်ကငါဆုတောင်းခြင်းနေငါရဲ့ယင်ဖွင့်တဲ့စကားဟာဖယားကဘယ်လိုတုံးပြမလဲဆိုတာငါစောင့်ကြည့်နေတယ်တဲ့အာမင်ဆိုတော့ဖယားသခင်ဟာမေတ္တာနဲ့ပြည့်စုံတဲ့ဖယားဖြစ်တဲ့အခါမှာနော်အာ prophet habakkuk ကိုလုံးဝအပြစ်မတင်ဖို့ဖြစ်တယ်။ဘာဖြစ်လို့နေသွားနေတလဲနော်။အပြစ်မမြင်ဖို့ဖြစ်တယ်နော်။ ူဖြစ်တဲ့အတိုင်းကိုလက်ခံပေးတာဖြစ်တယ်။သူရဲ့စကားကိုနားထောင်ပေးတာဖြစ်တယ်။ဆိုတော့ဘုရားသခင်ကဘယ်လိုဖြေတလဲဆိုရင်"အော် prophet" နော်။ဒီအမှုနော်။ကုန်တဲ့အချိန်ကာလရောက်လာမှာဖြစ်တယ်တဲ့။ hallelujah ။ဒုက္ခဆင်းရဲခြင်းနော်မတရားတဖြစ်လိုရခြင်းအမှုဟာမချာမီကုံဆုံးတော့မှာဖြစ်ပါတယ် ဒါကြောင့်အခန်းကြီးနှစ်အပိုက်ငယ်သုံးထဲမှာဆိုရင်ဖယားသခင်ကဟဘကုတ်ကိုနစ်သိမ့်တာဖြစ်တယ်။စိုက်တော်လဲမြော်လင့်ပါတဲ့။နောက်မချဘဲနဲ့ဤကံအမှန်ရောက်လာမှာဖြစ်တယ်တဲ့။နော်။မတရားသောသူတို့ရဲ့အမှုအကျင့်စိတ်မပူပါနဲ့။စိတ်တက်မချပါနဲ့။ငါစီရင်ပြီးမယ်လို့ဘုရားရှင်ကသူ့လိုဖြစ်တဲ့ဟဘဟဘကုတ်ကိုနော်နေတဲ့ပြီးတော့မှခွန်အားပေးတာဖြစ်တယ် ပြီးတော့ဖြံမတော်သူဟာတဲ့မိမိရဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်ရမှာဖြစ်တယ်တဲ့အာမင်ဆိုတော့အချင်းမတရားတော့အမှုနော်တရားသဖြင့်ကျင့်တော်သူတို့နဲ့မယောနောဖူရန်အတွက်ဘုရားသခင်ကဟဘကုတ်ကိုခွန်အားပေးတာဖြစ်တယ်။ဆိုတော့တချို့သောသူတွေကျမတို့ခရိယံအသက်တာမှာနော်မိမိဤယုံကြည်ခြင်းနဲ့ကျမတို့ကအသက်ရှင်ရတာဖြစ်တယ်။ ယုံကြည်ခြင်းမရှိရင်ကျမတို့မယက်တည်နိုင်ဘူးဖြစ်တယ်။ကိုယ့်ရဲ့အမိတ်ဆွေတငယ်ချင်းတယောက်ကယုံကြည်ခြင်းအိမ်မတန်မှအားကြီးတဲ့အတွက်ကြောင့်သူဆုတောင်းတမအဖြေရတဲ့အတွက်ကြောင့်သူယုံကြည်ခြင်းအားကြီးတယ်သူရဲ့ယုံကြည်ခြင်းခဏငားမယ်လို့ပြောလို့မရပါဘူး။လူတိုင်းလူတိုင်းဒီမိမိဤယုံကြည်ခြင်းအားဖြင့်အသက်ရှင်ကြတာဖြစ်တယ်။အာမင်ဆိုတော့ဒီကနေ့ကျမတို့ရဲ့ယုံကြည်ခြင်းအတွင်းလိုကိုခိုင်ခံ့ဖို့ရန်အတွက ဆုံရှောက်ဖို့လိုအပ်တယ်လို့ကျမတို့တည်ဆောက်ဖို့လိုအပ်တာဖြစ်တယ်။ဒါဆိုရင် ကျမတို့ရဲ့ယုံကြည်ခြင်းကိုဘယ်လိုတည်ဆောက်ရမလဲနော်။ဘယ်လိုဆုံရှောက်ရမလဲဆိုရင်ကျမတို့ဂျာနာချင်းအာဖင်နော်။ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဂျာနာချင်းအာဖင်ဒီလောကရဲ့တည်င်းစကားထက်နော်။အချင်းအနေထက်နော်။ကျမတို့ရဲ့ဖခင်အသက်ရှင်တဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုဂျာနာချင်းအာဖင်ကိုရဲ့အတွင်ဝိနေအတွင်လို့ ယုံကြည်ခြင်းကိုတာ၍ကြီးထွားတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်မတို့ရဲ့ယုံကြည်ခြင်းကိုကြီးထွားဖို့ရန်အတွက်ဖခင်ရဲ့တရားတော်ကိုမြင်မြနားထောင်ဖို့ခံယူဖို့ရန်အတွက်အယောက်စီတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ။ဆိုတော့ဒီနေရာမှာခြေတဲ့အခါမှာဒီမှာ prophet ဆရာကနော်အချင်းဒီလုံးဝမကောင်းဘူးဆိုတာကျွန်မတို့တွေ့ရတာဖြစ်တယ်เนาะသူ့မှာပိုက်စိတ်တမျက်ဆုံးရှုံးခဲရတယ်เนาะ လောက်တမြမအောင်မင်ခဲ့ဘူးဆိုတာကျမတို့သိရတာဖြစ်တယ်။သို့တော်လည်းပဲဒီအာပရောဖက်ရဲ့အသက်တာကိုကျမတို့ကြည့်တဲ့အခါမှာ သခင်ဖျားနိုင်ဝမြောက်ဖို့ရန်အတွက်သူဒီမန်ကန်သောရွေးချယ်မှုကိုနော်မန်ကန်သောဖျားရဲ့အလိုတော်နဲ့နေသောရွေးချယ်မှုကိုရွေးရွေးခဲ့ပြီးတော့မှနော်ဖျားသခင်နိုင်ဝမြောက်ဖို့ရန်အတွက်သူဒီဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ် ူရဲ့အစမှာတော့နော်မိခံပြပေါင်းများစွာနဲ့နားမလဲမှုတွေနဲ့နော် အစပြုတ်ခဲ့သူဖြစ်ပေမဲ့လဲသူရဲ့အဆုံးတက်မှာအော်တခင်ဖရားနိုင်ငါဝမ်းမြောက်မယ်ဖရားကိုပဲကိုးကွယ်မယ်ဖရားကိုပဲချီးမွမ်းမယ်ဆိုပြီးမှလက်ပစွာအဆုံးတက်ခဲ့တယ်ဆိုတာကျွန်မတို့သူရတာဖြစ်တယ်ဆိုတော့နံပါတ်1အနေနဲ့ကျမတို့အပိုင်ငယ်စစ်ခွန်ခြေတဲ့အခါမှာ သူ့မှာအရာအားလုံးကို ဆုံးရှုံးခဲ့ရတယ်ဆိုတာကျွန်မတို့သိရတာဖြစ်တယ်။ဆိုတော့ဟဘကုတ်ကအလွန်တစ္ဆာရှိတော်သူဖြစ်တယ်။နော်။ဖယားကိုကိုးစားခြင်းနဲ့အသက်ရှင်တော်သူဖြစ်တယ်။ဒီမှာသူလုတ်သမျှဘာမှမအောင်မြင်ခဲ့ဘူးဆိုတာကျွန်မတို့သိရတာဖြစ်တယ်။ဒီအပိုင်ငယ်စက်ခွန်၁၈၁ခုတဲ့အခါမှာကျွန်မတို့ကာလ၃ခုသိရတာဖြစ်တယ်။အပိုင်ငယ်စက်ခွန်မှာတော့အတိတ်ကာလပေါ့နော်။ เต็มบทตะพันปีนมาป่วนบูเรสปิป็นอตีมาตีบูเรเนาะตันลวนเป็นอิจิสุกกเมียวลวนอยู่มายะเลโรดี อตีอนังโกมาปีตูชนไยตูกองเดติงกองไนนัวมาชีบูเรเนาะตูฮาอลุมาลุจามาโฮเบเนอลุลุยัตตาเนเนาะตูอตีอปวนมายะบูผิดเดมาอังเมนบูผิเด သူမရှိသမျှဘာဖြစ်လဲဆုံးရှုံးခဲ့တာဖြစ်တယ်ဆိုတော့ तू ဘယ်လောက်ထိဝန်းနေမလဲနော်ဘယ်လောက်ထိကြည်ကွင်းမလဲယောဘလိုပါပဲယောဘရဲ့အတ္တာကျွန်မတို့ကြည့်တဲ့အခါမှာသူလည်းအရာခတ်တင်းဆုံးရှုံးခဲ့ရတယ်နောက်ဆုံးသူရဲ့ဂျွန်ယောက်ျားနော်ဂျွန်မိမအလွန်ချစ်ရတဲ့သားသမီးပင်လင်ဆုံးရှုံးခဲ့ရတယ်ဒါမဲ့ယောဘ စကားသခင်ကိုမှဖယားသခင်ပေါ်မှာမပစ်မာခဲ့ဘူးဖြစ်တယ်။နောက်ဆုံးတော့သူပါဖြစ်လေယောဘအခန်းကြီး listen it အပိုင်ငယ်တစဲမှာဆိုရင်နော်ဖယားသခင်ကအရှိဟန်ထက်နောက်ဖြစ်ဟန်တာ၍သူ့ကိုကောင်းချီးပေးတယ်ဆိုတာကျမတို့သိရတာဖြစ်တယ်။ hallelujah hallelujah ဒီကနေ့ကျမတို့ဖယားရှင်ကကိုယ့်ရဲ့ဆုံးရှုံးခဲ့တဲ့နေရာမှာပဲနော်စိတ်သက်တည်ချပြီးတော့မှနော် စိတ်အားငယ်ပြီးတော့မှနော်အော်ကျမတို့ပြူလဲဖို့ဘုရားအလိုတော်မရှိဘူးဖြစ်တယ်။ဘုရားရှင်ကကျမတို့ပြလဲထဖို့ရန်အတွက်အမြဲတမ်းမျှော်လင့်နေတော့ဘုရားဖြစ်တယ်ဆိုတာကျမတို့သိရတာဖြစ်တယ်။ဆိုတော့ယောဘအတ္တမှာနော်ငါအရှမ်းဝန်းနဲ့အားချတဲ့အတွက်ကြောင့်နော်ငါရဲ့ဝန်းနဲ့ချင်းတွေအလွန်အားချတဲ့အတွက်ကြောင့်နော်ငါရဲ့မျက်စိမောင်တယ်တဲ့နော်ဆိုတော့ ပြောချင်တာကဘုရားသခင်ကဘာပဲပြပြကျမတို့မျက်စိမောင်ပြီးဆိုရင်မမြင်နိုင်တော့ဘူးဖြစ်တယ်။ဘုရားသခင်ဘာပဲပြောပြောเนาะကျမတို့ဝိညာဉ်နာအာပြင်းပြီးဆိုရင်ဘာမှမချားနိုင်တော့ဘူးဖြစ်တယ်။ဆိုတော့အဲ့ဒီအတွက်ဘုရားသခင်ကျမတို့ကိုအလိုမရှိဘူးဖြစ်တယ်။ဟာလေလုယာ။ ကျွန်မတို့ဟာဖယားသခင်အတွက်အားကြီးတော်သူနော်ဖယားရဲ့ဘုန်းတော်ကိုတည်ဆုံတော်သူဖြစ်ဖို့ဖယားသခင်ကျွန်မတို့အယောက်စီတိုင်းခေါ်ထားတာဖြစ်ပါတယ်လို့အာမင်ဆိုတော့ဒီကနေ့ဖယားသခင်ကနေ့တိုင်းမှာကျွန်မတို့မျော်လင့်ခြင်းနဲ့အသက်ရှင်ဖို့ရန်အတွက်ကျွန်မတို့ကိုမျော်လင့်နေတာဖြစ်တယ်ဆိုတော့နံပါတ်၄ကျွန်မတို့အာနံပါတ်၄အပိုင်ငယ်၁၈ထဲမှာကျွန်မတို့ကြည်တဲ့အခါမှာ ဟဘကဟဘကကနောဝမ်မြောက်ဖို့ရန်အတွက်သူရွေးချယ်ခဲ့တယ်ဆိုတာကျွန်မတို့သိရတာဖြစ်တယ်သို့တော်လဲတဲ့နော်ထရဖယားနိုင်ငါဝမ်မြောက်မယ်တဲ့ငါကိုကဲတင်တော်မူသောဖယားသခင်ကိုငါအမိပြုတ်ပြတော်မှာရှင်လန်းမယ်တဲ့ဟာလေလုယာသူရဲ့ယုံကြည်ခြင်းကိုတစ်စက်မှယိုင်မလဲဘူးဆိုတာကျွန်မတို့သိရတာဖြစ်တယ်နော် သူဟာဖယားသခင်အပေါ်မှာနော်လုံးဝနော်ယုံကြည်ပြီးတော့မှယက်တည်ပြီးတော့မှဖယားရဲ့နှုတ်ကပတ်တော်ကိုဝန်ခံပြီးတော့မှကိုရော့ကိုကိုးကွယ်တယ်ဆိုတာကျွန်တော်တို့သိရတာဖြစ်တယ် အချင်းနေကတော့ဘယ်လိုပဲဖြစ်ဖြစ်နော်ငါဖယားချက်အရောက်သွားမယ်နော်အချင်းနေဘယ်လိုပဲဖြစ်ဖြစ်ငါဖယားကိုစွတ်တောင်းမယ်ငါတို့မိသားစုဖယားမျက်နာရှာမယ်အာမင်ဖယားနဲ့အချင်းယူမယ်ဖယားရဲ့ခြေစိုးပြုတ်ခြင်းကိုငါတို့ဝန်ခံကြွေးကြော်မယ်ဆိုပြီးမှသူရဲ့အင်တူအင်တားကိုအားပြစကားပြောပြီးတော့မှနော်ဖယားဝတ်၌မွိလျော်ဖွေရန်အတွက်သူရွေးချယ်ခဲ့တာဖြစ်တယ်ဆိုတော့ ယယမိမိတန်စကအခန်းချင်းနစ်အပိုက်ငယ်စကူထဲမှာကျွန်မတိတ်တဘောကြတဲ့နှုတ်ကပတ်တော်ရှိပါတယ်လို့ဒီမှာကဘာပြောလဲဆိုရင်ညအိုးရမှာထပြီတော်မှာအော်ဟစ်ပါတဲ့နော်ညအိုးရမှာထပြီတော်မှာအော်ဟစ်ပါဆိုတဲ့အတိတ်ပဲကနော်ညမှာထပြီတော်မှာအကိုရဲ့အိမ်သူအိမ်သားတွေကိုနော်အော်ဟစ်ဖို့နော်ဟောက်ဖို့နော်မဟုတ်ဘဲနဲ့ တခင်ဖျားရှိတော်မှာနော်နှလုံးသားကိုရေကဲ့သို့သွန်းလောင်းပါတဲ့ဟာလေလုယာဖျားတခင်ရဲ့ရှိတော်မောက်မှာမိမိဤနှလုံးသားကိုရေကဲ့သို့သွန်းလောင်းဖို့ဖြစ်တယ်ဆိုတာဒီကနေ့ယေယမိကနော်ကျမတို့ကိုခွန်အားပေးနေတာဖြစ်တယ်။အော်ကျမတို့ဘဝမှာရည်မှန်းချက်တွေမပြည့်စုံသေးပေမဲ့နော်လူချင်းတာမရရှိသေးပေမဲ့နော်ကျမတို့မျောလင့်တယ်လို့ဘာမှမဖြစ်လာသေးပေမဲ့ ငါဖယားကိုပဲကိုးကွယ်မယ်အာမင်ငါဖယားကိုပဲဖတ်ရမယ်နော်ငါဖယားရဲ့မျက်မှောက်တော်ထဲမှာပဲဖယားနဲ့အချိန်ယူမယ်လို့ရွေးချယ်တတ်တဲ့နှလုံးသားနော်ကျမတို့ရဲ့ခံစားချက်ကောင်းတဲ့အချိန်မှာပဲဖယားနဲ့အချိန်ယူတော်သူမဟုတ်ဘဲနဲ့ခံစားချက်မကောင်းတဲ့အချိန်မှာပင်လင်ဖယားနဲ့အချိန်ယူတော်သူ ဖရာရဲ့မျက်မှောက်တော်ထဲမှာ သူရဲ့အတန်တော်ကိုနားစွန့်တော်သူဖြစ်ဖို့ဖရာရှင်အယောက်စီတိုင်းကောင်းချီးပေးပါစေဟာလေလုယာဒါကြောင့်ဒီကနေ့ဤရဲ့တိုင်းမှာကျွန်တော်တို့ဝမ်းမြောက်ဖို့ရန်အတွက်ရွေးချယ်ဖို့ဟာကျွန်မနဲ့ဒီကနေ့မိတ်ဆွေရဲ့အပေါ်မှာမူတည်တာဖြစ်တယ်လူတိုင်းလူတိုင်းမှာကျွန်တော်တို့ရွေးချယ်မှုနဲ့အသက်ရှင်ကြတာဖြစ်တယ်တချို့သောအရာတွေအာချစ်ချင်းမမရွေးချယ်ရမယ့်အရာရှိတယ်ဆုံးဖြတ်ချက်ချက်ရမယ့်အရာရှိတယ် တချို့သောအရာကတီတီမောမောပေါ့နော်ဒီမနေ့ဘာဝတ်ရမလဲဘာစားရမလဲပေါ့တီတီမောမောရွေးချယ်ရမယ့်အရာရှိတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ရွေးချယ်မှုကိုမမားစီဖို့ရန်အတွက်ဘုရားသခင်အရောက်စီတိုင်းဉာဏ်ပညာပေးပါစေ။ဟာလေလုယာအထက်ကလာသောဉာဏ်ပညာနဲ့ဘုရားရှင်ကအထုပဲဖုံအုပ်ပေးပါစေ။အာမင်။ တုတ်တန်ထဲမှာဒီလိုပြောပါတယ်တုတ်တန်စစ်ခွန်အပိုင်ငယ်20နှစ်ထဲမှာစိတ်ပြည့်ချင်းကအယူတွေကို တွေ့ချောက်စီတယ်တဲ့နော်ဝမ်းမြောက်ချင်းကကျမ်းမာစီတယ်တဲ့ဒါကြောင့်စိတ်ပြည့်ချင်းနော်စိတ်တက်ချက်ချင်းကိုဘယ်တော့မှအခွင့်မပေးပါနဲ့တင်းတည်းစိတ်တက်ချလာပြီးနော်စိတ်ပြည့်လာပြီးစိုးရင်ပူပန်မှုနော်ဒီကနေရာယူလာပြီးဆိုရင် ကျမတို့ရဲ့နော်တင်းရဲ့ခန္ဓာကိုယ်ကဘာဖြစ်မလဲသွေးချောက်လာမှာဖြစ်တယ်နော်ဒုတ်တော်လည်းပဲနော်အချင်းအနေအစင်မပီသေးရင်တောင်မှနော်ကျမတို့ဝမ်းမြောက်ဖို့ရန်အတွက်ရွေးချယ်လာမယ်ဆိုရင်ဘာဖြစ်မလဲကျမတို့ကနှစ်ရက်တိုင်းမှာနော်အချိန်တိုင်းမှာအကောင်းဆုံးနော်စီဝတ်တောက်တုံးနေတာဖြစ်တယ်ဆိုတာတုတ်တန်ဆရာက ပြောထားတာဖြစ်တယ် ดาจังโมดีกันนี่จมารวิอาชีนี่กูมาชีเบนเน่พยายามตั้งนายชินีพยายามเล่าส่งนายชินีพยายามตะกี้เย่ตัดส่วนนายชินกูจีปีรอมาจีสูรอกูชิมันตะเจนนลงตาเน่พยายามตะกี้ทันดอบมาเย่เย่ยินโตสิเน่ตัววันตะพูยันอัจฉริพยายามตะกี้กองจีปีบาสีอเมนมารีเนาะ မာရစ်လိုပဲဖခင်ရဲ့ခြေတော်ရင်မှာကိုတော့ကိုပဲကိုကိုွယ်မယ်ကိုတော့ကိုပဲဖိုင်ရမယ်ဖခင်ရဲ့အတန်တော်ကိုနားဆွမယ်နော်ကျမတို့နော်ကောင်းသောအဖို့ကိုရွေးချယ်တတ်ဖို့ရန်အတွက်ဘုရားသခင်ကယုံကြည်သူအယောက်စီတိုင်းအလိုရှိတာဖြစ်တယ်ဆိုတာကျမတို့သိရတာဖြစ်တယ်။နော်။ဒါကြောင့်ဒီကနေ့ကျမတို့အတ္တတဲမှာနော်။အော်နှလုံးသားကောင်းစားခြင်းရဲ့အရှိမကဘယ်မှာသိရမလဲဆိုရင် ဖယားသခင်နဲ့နော်ဂျင်းနီကျွမ်းဝန်တော်နေရာမှာကျွန်မတို့ရဲ့နှလုံးသားဟာတကယ်ကောင်းစားတာဖြစ်တယ်။ဒါကြောင့်ဒီနဲ့နေတဲ့လူချက်ကိုနော်လူချက်ကိုယောဘကတိလာတဲ့အခါမှာသူကဘာရေးထားလဲယောဘအခန်းကြီး၂၀နဲ့နှစ်အပိုင်ငယ်၂၀တိထဲမှာနော်ဖယားသခင်နဲ့မိတ္တဟာယဖွဲ့ပါတဲ့နော်သူတို့ပြုတ်မှကောင်းစားခြင်းရောက်လာမှာဖြစ်တယ်တဲ့ဟာလေလုယဖယားသခင်နဲ့မိတ္တဟာယဖွဲ့ဖို့ရန်အတွက် ဒီကနေ့ဖယားသခင်ကကျမတို့ကိုအလိုရှိတာဖြစ်တယ်။သူနဲ့မိတ္တဟာယဖွဲ့ဖို့သူနဲ့စကားပြောဖို့ကျမတို့ရဲ့နှလုံးသားထဲမှာခံစားသမျှသူရဲ့မျက်မှောက်တော်ထဲမှာသွန်လောင်းဖွယ်ရန်အတွက်ဖယားသခင်ကကျမတို့ကိုအချိန်တိုင်းမှာစောင့်နေတာဖြစ်တယ်။ဟာလေလုယာ။သူရဲ့မေတ္တာနဲ့ကျမတို့ကိုကြိုးဆိုနေတာဖြစ်တယ်။အာမင်။ ာလေလုယာဖခင်ရဲ့မျက်မှောက်တော်ထဲမှာကျမတို့နော်သူနဲ့အချင်းယူလာတဲ့အခါမှာကျမတို့ပါဘာတွေရလာမလဲဆိုရင်ဖခင်ရဲ့နှလုံးသားရလာမှာဖြစ်တယ်ဖခင်ဖခင်ရဲ့အဖြစ်တည်ချက်တွေနော်သူရဲ့ဖြစ်တည်မှုတွေကျမတို့ရဲ့အထင်းမှာကျမတို့ကယုံကြည်ခြင်းနဲ့စုပ်ယူနေမှာဖြစ်တယ်အာမင်ကျမတို့အတိတ်တော်မြော်လင်းခြင်းတွေရလာမှာဖြစ်တယ်ပြီးတော့ထူးခြားလာမှာဖြစ်တယ်အချင်းဤပြောင်းလဲလာမှာဖြစ်တယ်ဟာလေလုယာ ဒါကြောင့်နေ့တိုင်းမှာဖယားရဲ့ခြေတော်ရင်မှာကျွန်မတို့ဖယားနဲ့အချင်းယူတတ်တော်သူဖြစ်ဖို့ဖယားသခင်အယောက်စီတိုင်းကောင်းချီးပေးပါစေအာမင်ဆိုတော့အာနောက်ဆုံးတော့နံပါတ်3အနေနဲ့အပိုင်ငယ်စကူကျွန်မတို့ကြည့်တဲ့အခါမှာအာပရောဖက်ဟဘကုတ်ရဲ့နော်ယုံကြည်ခြင်းနော်သူရဲ့ခိုင်မြဲသောယုံကြည်ခြင်းကိုကျွန်မတို့တွေ့ရတာဖြစ်တယ် อาชินทาราพยาดีงาอีอสวนตติพิดอมูอีงาชีกูตะเมียนชีแก่โตพิเศษยวยงาอีมิยาอยัปปอมางาโกนิยาฉะดอมูมีเดฮาเลลูยาตูรียงจีชินสกาเนจุยจอราผิดเดยงมาชินเนกินลอตอยงจีชินဟဘကုတ်မှာရှိတာဖြစ်တယ်ဟာလေလုယဖခင်ရဲ့ဂတိတော်ပေါ်မှာသူဒီတန်တရာအလုံးဝမရှိဘူးဆိုတာကျွန်မတို့သိရတာဖြစ်တယ် သူရဲ့ဘဝအတ္တတာမှာသူရဲ့နိုင်ငံမှာ အခြေအနေကိုကြည့်မယ်ဆိုရင် လုံးဝအာဝမ်းမြောက်စရာမကောင်းတဲ့အခြေအနေနော်အချိန်နာရီကြုံခဲ့ရပြီမဲ့သူရဲ့မိသားစုမှာလောက်တမြမအောင်မြင်မှုဖြစ်ခဲ့ပြီမဲ့ သူရဲ့နှလုံးသားကဖယားတခင်နဲ့နေပြီးတော့မှဖယားကိုကိုးကွယ်ဖို့ဖယားကိုဖတ်ရမ်းဖို့ဖယားရဲ့မျက်မှောက်တော်ထဲမှာဖယားအတန်တော်ကိုနားစွန့်ပြီးတော့မှဖယားကိုချစ်ဖို့ရအတွက်သူတို့ရွေးချယ်ခဲ့ပြီးတော့မှဂတိတော်ဖယားရဲ့ဂတိတော်ကိုစွဲကြိုက်ထားတယ်ဆိုတာကျွန်တော်တို့သိရတာဖြစ်တယ်အာမင်ဟာလေလုယာအိုငါဘယ်လောက်ပဲနော်အတိတ်ဘဝမှာဘယ်လောက်ပဲဆုံးဆုံးရှုံးမှုတွေကနော် နေရယူပါစေဖရာသခင်က အစထုံသုံးပုံများစွာ ပြလဲပေးနိုင်တယ်ဆိုတာသူဖရာရဲ့ဂတိတော်ကိုစိတ်ချတာဖြစ်တယ်ဟာလေလုယာသူကဘာဖြစ်လဲဆိုရင်ဒီမှာငါကိုမင်းတော်အယက်မှာငါကိုနေရချတယ်တဲ့ဟာလေလုယာ ဖျားသခင်ဒီငါရဲ့ဦးကျိုးဖြစ်တယ်ဖျားဟာငါရဲ့ကယ်တင်ရှင်ဖြစ်တယ်ငါရဲ့ကြောက်ဆောင်ဖြစ်တယ်ငါရဲ့ခွန်အားဗလာဖြစ်တယ်ငါရဲ့ကိုးစားရာဖျားဖြစ်တယ်လို့သူရဲ့နှလုံးသားတရားရာနှုံးပိဖျားရဲ့ရှိတော်မှမှသူသွန်လောင်းလာတဲ့အခါမှာယုံကြည်မှုအပိရှိလာတာဖြစ်တယ်ဟာလေလုယာဖျားကိုစိတ်ချမှုအပိရှိလာတာဖြစ်တယ်အာမင်ဒါကြောင့်နစ်ကိုအခန်းကြီးလေးအပိုင်ငယ်စစ်တုံးထဲမှာငါတို့ဒီယုံကြည်တော်ကြောင့် မတ်ဆိုတာဖြစ်တယ်တဲ့နော်။ယုံကြည်သောစိတ်ရှိတဲ့အတွက်ကြောင့်မလို့ဝန်ခံတာဖြစ်တယ်တဲ့။ဟာပါကုတ်ကပါကိုယုံကြည်တယ်လေ။သူရဲ့အချင်းတွေကိုသူယုံကြည်တာမဟုတ်ပါဘူး။သူရဲ့တိုင်းပြည်ကိုချိန်ပြီးတော့မှသူဒီယုံကြည်တာယုံကြည်ခြင်းဝန်ခံခဲ့တာမဟုတ်ပါဘူး။ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရဲ့ဂတိတော်ကိုသူဒီယုံကြည်ပြီးတော့မှစွဲကြိုက်ပြီးတော့မှဖခင်ရဲ့နှုတ်ကပတ်တော်ကိုသူဒီဝန်ခံခဲ့တာဖြစ်တယ်။အာမင်။ဆိုတော့အာ ဟကဲအခန်းချင်းနိအပိုင်ငယ်စကူထဲမှာနော်စပချီနိုင်စပါရှိတလားတဲ့မရှိဘူးတဲ့နော်စပစ်ပင်အတီတီတလားမတီးဘူးတန်လွန်ပင်အတီးကိုမတီးချတီးဘူးတဲ့နော်ချစ်ပါအောင်ဒီမှာဖရရဲ့ဂတိတော်ဘယ်လောက်ထိ လာပတယ်လဲဒုတ်တော်လဲတဲ့ ယနေ့မှစ၍တင်တော့ကိုငါကောင်းချီးပေးမယ်တဲ့ဟာလေလုယာဒီဂတိတော်ဟာဘယ်သူဂတိလဲကျမတို့ကိုကိုယ်တော်အသက်ရှင်တော့ဖယားတခိရဲ့ဂတိတော်ဖြစ်တယ်ဟာလေလုယာငါဒီတင်တော့ကိုမစွန်းတင်တော့ကိုပြည့်၍မထားငါဒီကကပါကုန်တိတယောင်တင်တော့နဲ့အတူရှိမယ်လို့ကျမတို့ကိုဂတိပေးတဲ့ဖယားဖခိရဲ့ဂတိတော်ဖြစ်ပါတယ်ဟာလေလုယာယနေ့မှစ၍အာမင်တင်တော့ကိုဆိုတဲ့နေရာမှာယုံကြည်သူအယ ောက်စီတိုင်းနော်မိဆွေနဲ့ကျမအပါဝန်ကျမတို့ကိုတဲ့ငါကောင်းချီးပေးမယ်ဆိုတာကငါဆိုတာဖယားသခင်ဖြစ်ပါတယ်ဟာလေလုယာဖယားမှာမတတ်နိုင်သောအမှုတဆုံတစ်ခုမှမရှိပါဘူးခသိန်းသောအမှုကိုတတ်ဆွနိုင်တဲ့ဖယားဖြစ်တယ်ယနေ့မှစ၍ဒီကနေ့မှစ၍တင်းဒီအောင်မြင်ခြင်းနဲ့ထိုက်တန်တော်သူတွေဖြစ်တယ်အာမင်တင်းဒီကောင်းစားခြင်းနဲ့ထိုက်တန်တော်သူတွေဖြစ်တယ်တိုးပွားခြင်းနဲ့ထိုက်တန်တော်သူတွေဖြစ်တယ်ဟာလေလုယာ hallelujah တိကောင်းအခန်းကြီး၁၆အပိုက်ငယ်၉ထဲမှာဖခင်ရဲ့ကောင်းချီးမင်္ဂလာတင့်အတွက်အစင်တင် ဖြစ်ပါတယ်လို့နော်အလွန်ကြီးစွာသောတကားအစင်တင်ဖွင့်ထားတယ်တဲ့ဟာလေလုယဘုရားရှင်ကနော်တည်တည်မောမောတကားမဟုတ်ပဲနဲ့အလွန်ကြီးစွာသောကောင်းကြီးတကားတင့်ရှိမှဖွင့်ထားလက်ရှိတယ်ဟာလေလုယယုံကြည်ခြင်းနဲ့ကျွန်မတို့တိမ်ပိုက်ဖို့ဖြစ်တယ်ဝမ်းမြောက်ခြင်းနဲ့ကျွန်မတို့တိမ်ပိုက်ဖို့ဖြစ်တယ်ဘုရားသခင်ဖွင့်ထားတဲ့တကားတွေဘယ်သူမှပိတ်လို့မရပါဘူးဒီကနေ့ကျွန်မယုံကြည်တာဖြစ်တယ်နိပောင်များစွာနော်ကျွန်မတို့တိုင်းနိုင်ငံအ တွက် ကျွန်တော်တို့မိသားစုအတွက်သားသမီးတွေအတွက်ကျွန်တော်တို့ဇနီးတွေခင်ပွန်းတဲ့အတွက်စုတောင်းခဲ့တဲ့အရာတွေဖခင်ရဲ့ဂတိတော်ဝန်ခံခဲ့တဲ့အရာတွေတင်းဒီမိတ်ဆွေအဖေမရသေးဘူးဆိုရင်ဒီကနေ့လုံးဝစိတ်တက်မကြပါနဲ့ဖခင်ရှင်ကယနေ့မှစ၍ဒီကနေ့ကနေစပြီးတော့မှတင်းရဲ့စုတောင်းခြင်းကိုအဖေပြီးတော့မှဖြစ်တယ်ဟာလေလုယာတင်းမြောင်လင့်တာထက် တာလွန်ပြီးတော့မှဖယားရှင်ကတင့်ကိုပို့ဆောင်ပေးมาဖြစ်တယ်။တင်းရဲ့ဆုံးရှုံးခဲ့တဲ့လမ်းကိုအောင်မြင်ခြင်းနဲ့ဖယားသခင်ကပို့ဆောင်ပေးมาဖြစ်တယ်ဆိုတာဒီကနေ့ကျွန်မတို့ကိုဖယားသခင်ကစကားပြောနေတာဖြစ်တယ်။ဒါကြောင့်စစ်မှန်သောဝတ်မြောက်ခြင်းဆိုတာကဒီကနေ့ကောင်းစားမှเนาะကိုလိုချင်တာရမှเนาะကိုလိုအကိုလိုအချက်ကိုဝိုင်းနိုင်မှဝတ်မြောက်ဖို့မဟုတ်ပဲနဲ့သူတပားကချီးမွမ်းခြင်းခံတဲ့အခါမှာလဲဝတ်မြောက်ပြီးတတ်တဲ့နှလုံးသားရှိပြီးတော့မှအာမင်ဒီကနေ့အစ းမပီးသီးရင်လဲ။အော်ဖယားသခင်ငါ့အပေါ်မှာကောင်းမြတ်တယ်။ငါ့အပေါ်မှာချီးစိုးပြုတ်တယ်။ငါ့ကိုချစ်တယ်။ငါ့ကိုချစ်တဲ့ဖယားဖြစ်တယ်။ငါ့အတွက်ဘယ်တော့မှအဆိုးမချန်စီဘူးလို့ဖယားကိုစိတ်ချတဲ့နှလုံးသားနဲ့နေ့ရက်တိုင်းမှာချီးစိုးတဲ့နှလုံးသားနဲ့ဖယားသခင်ထံမှာသူ့ဝင်ချင်းကပ်ဖို့ဖယားသခင်အရောက်စီတိုင်းကောင်းချီးပေးပါစီ။ကျွန်မတို့တကယ်တော့ဝမ်းမြောက်ဖို့ရန်အတွက်ကျွန်မတို့အာကြာဖန်ပြတော့မှနော်။ ရှာပူရမယ်ဆိုရင် အများကြီးရှိပါတယ်ဘာဖြစ်လို့လဲဆိုရင်အော်ဘုရားသခင်ကကျမတို့ကိုအပင်ငရဲမှလွတ်မြောက်စေတယ်ဘယ်လောက်ထိဝမ်းမြောက်စေရကောင်းတယ်လဲနော်ကောင်းကင်နိုင်ငံသားဖြစ်ခွင့်ပေးတယ်နော်အော်ကျမတို့ရဲ့အပစ်အားလုံးကိုခွင့်လွတ်ပေးတယ်သူရဲ့သားသားတော်နဲ့ထတ်သူကျမတို့ကိုတန်ဖိုးရှိစေတယ်ဟာလေလုယာအာမင်ဘလောက်တိဝမ်းမြောက်စီဟာကောင်းတယ်လေဒါကြောင့်ဒီကနေ့အင်းရဲ့ဒီဖယားသခင် စီရင်တော်နည်းရဲ့ဖြစ်တော်ကြောင့်ငါငါတို့ဒီဝမ်းမြောက်ရှင်လန်းကြကုန်အားဖယားသခင်ဒီနည်းရဲ့စင်တိုင်းမှာကောင်းမြတ်တယ်နည်းရဲ့စင်တိုင်းမှာသူ့ရဲ့ခြေဆူးတော်ကျွန်မတို့အပေါ်မှာတွန်းလောင်းပေးနေတာဖြစ်တယ်ဆိုတော့ဟာပကုတ်ရဲ့အတ္တအားဖြင့်ဒီကနေ့ခွန်အာယူရအောင်ကျွန်မတို့မှလည်းနားမလည်နိုင်တဲ့အခြေအနေတွေနော်ဘာကြောင့်ဘာကြောင့်နော်ဘာဖြစ်လို့ငါတို့မိသားစုနော်ဘာကြောင့်ငါတို့မိသားစုစုတောင်းတာအဖြစ်မရတာလဲ ဘာချံငါခိမာပေါ့နော်ဒီလိုဒီလိုဖိရတာလဲနော်ဘာချံငါအလက်ချမဒီလိုဖိရတာလဲဆိုတဲ့ပေါ့နော်ကျွန်မတို့မိခွန်းနေ ဒီကနေ့ဖယားသခင်မှာမိခွန်အားလုံးရဲ့အဖေသူ့မှာရှိပါတယ်လို့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ဆုံးရှုံးခြင်းတွေအားလုံးကျွန်တော်တို့အတိတ်မှာမနေတော့ဘဲနဲ့ယခုမျက်မှောက်ကာလမှာဖယားကိုချီးမွမ်းဖို့နော်ကျွန်တော်တို့ဝမ်းမြောက်ခြင်းနဲ့ဗိမာန်တော်ထဲမှာတော်ရောက်ဖို့နော်ဝမ်းမြောက်ခြင်းနဲ့အမှုတော်မြတ်ထဲမှာပါဝါလုံဆောင်ဖို့ရန်အတွက်ရွေးချယ်ပြီးတော့မှလာမယ့်အနာဂတ်အတွက်ကျွန်တော်တို့ယုံကြည်ခြင်းအပြည့်နဲ့နော်ဖယားရဲ့ဂတိတော်ပေါ်မှာယက်တည်ပြီးတော့မှဟာလေလုယမကြခင်မှာငါအချိန်ရောက်လာ မယ်မကြခင်မှာဖခင်ရဲ့ထောက်ပံ့ခြင်းနဲ့ဖခင်ရဲ့ချီးမြှောက်ခြင်းနဲ့ငါမြင်ရမယ်ဟာလေလုယာယုံကြည်ခြင်းအပြည့်နဲ့ဖခင်ရဲ့ဂတိတော်ကိုဝန်ခံပြီးတော့မှဝမ်းမြောက်ခြင်းနဲ့ကျမတို့အသက်တာမှာပြည့်စုံဖို့ရန်အတွက်ဒီကနေ့ဖခင်သခင်အယောက်စီတိုက်အပေါ်မှာကောင်းချီးပေးပါစီ ်ဒီလိုရမေတ္တာဆုမနော်ဒီကနေ့အကန့်တမရှိ ဝမ်းမြောက်ခြင်းကနေရာယူပါစေကျမတို့တိုင်းနိုင်ငံမှာတဲ့ဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းကနေရာယူဖို့ရန်အတွက်ကျမတို့ဆုတောင်းနေတာဖြစ်တယ်မကြခင်မှာဖခင်ရဲ့လက်တော်ကျမတို့မြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတာဒီကနေ့ကျမဝီမြချင်တာဖြစ်ပါတယ်အလုံးပေါ်မှာဖခင်သခင်ကောင်းချီးပေးပါစေ